အားပါရှင်မလ3ရက်နေ့ကစတင်ခဲ့တဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ခရီးစဉ်ကိုစစ်သားဟောင်းတယောက်အနေနဲ့ဆောင်ကြည့်ခဲ့မိပါတယ်စစ်တပ်အတွင်းမှာတော့အဘာတက်ချုပ်ကြီးရုရှားကိုသွားပြီးတဝယ်ရေနိုင်စိတ်ကံလဲပေါင်ပြီးလှုပ်တော့မှာဖြစ်လို့အခြေအနေကောင်းလာတော့မေးဆိုတဲ့စကားသံတွေထွက်ပေါ်လာပြန်ပါတယ်တနည်းအားဖြင့်အခုအခြေအနေဟာ2024ခုနှစ်နိုဝင်ဘာလကစစ်ကောင်းဆောင်ရဲ့တရုတ်ခရီးစဉ်တုန်းကအခြေအနေနဲ့ခက်ဆင်ဆင်တူနေပါတယ်အဘာတက်ချုပ်ကြီးကတရုတ်နဲ့ညှိလိုက်ပြီး မကြခင်လာရှိုးကို ပြန်ရတော့မယ်လို့ဆိုတဲ့ဝါရဖြန့်မှုနဲ့ဆင်တူနေပါတယ်စစ်ကောင်းဆောင်ပြည်ပကိုထွက်တိုင်းလက်အောက်ကိုဝါရဖြန့် RPC ုံတက်တဲ့ထုံစံအတိုင်းလော်ဘီတွေကလှုပ်ဆောင်နေတယ်လို့ယူဆရပါတယ်တကယ်တမ်းတော့တရုတ်ခရီးစဉ်အပြီးမှာလဲစစ်ကောင်းစီဘက်ကအခြေအနေမကောင်းခဲ့တာကိုတွေ့ရပါတယ်လာရှိုးကိုပြန်မရတဲ့အပြင် ပြန်ရောက်ပြီးမကြခင်မှာအန်းကနာပခကိုပါလက်လွတ်ခဲ့ရပါတယ်စစ်ကောင်းဆောင်ရဲ့အခုခရီးစဉ်ဟာအာနာသိန်းကာလအတွင်း သူ့အတွက်ဒုတိယမြောက်ခရီးစဉ်လည်းဖြစ်ပါတယ်တိုက်ဆိုင်စွာပဲစစ်ကောင်းဆောင်ရဲ့ခရီးစဉ်မတိုင်ခင် ယူကရိန်းသမ္မတရဲ့အမေရိကန်ခရီးစဉ်လည်းရှိနေခဲ့ပါတယ်ယူကရိန်းသမ္မတရဲ့အမေရိကန်ခရီးစဉ်ဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကငြိမ်းချမ်းရေးကိုအကြောင်းပြပြီးရုရှားဘက်ကိုအလေးပေးကဇလန်စကီးကိုကောင်းကောင်းနှိတ်ကုတ်ခဲ့ပါတယ်ဒါကြောင့်ထရန့်အနေနဲ့ရုရှားဘက်ကိုရက်တိလိုက်ပြီလားဆိုတော့ဝေဖန်သုံးသပ်မှုတွေလည်းထွက်ပေါ်လာခဲ့ပါတယ် နောက်တစ်ခုတိုက်ဆိုင်တာကမလ9ရက်နေ့မှာထရန့်ကလွတ်တော်မှာမြန်မာចောင်းသားတွေအတွက် DISP ပညာတော်တင်စုအမေရိကန်ဒေါ်လာ45တန်းကိုရက်ဆိုင်နိုင်ခဲ့မှုအပေါ်အရေးပါသောငွေကြေးဖြတ်တောက်မှုတစ်ခုအဖြစ်ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်ရုရှားရဲ့အရေးပေးမှုနဲ့အတူမြန်မာစစ်ကောင်စီအနေနဲ့နိုင်ငံတကာမျက်နှာစာမှာအတိအမှတ်ပြုမှုရပြီးလက်ရှိစစ်ရှုံးမှုတန်တရာတွေက ရုံးထွက်နိုင်တော့မလားလို့ စစ်ကောင်စီထောက်ခံသူတွေဘက်ကစိတ်ကူးယဉ်လာခဲ့ကြပါတယ်။အဘတချုပ်ကြီးကနိုင်ငံတော်ကောင်းမှုအတွက်အသက်အရွယ်နဲ့မလိုက်အောင်ရုရှားအထိသွားပြီးသဘောတူညီချက်တွေရအောင်လုပ်နေတယ်လို့လဲစစ်လော်ဘီတချို့ကပြောနေခဲ့ကြပါသေးတယ်။အမှန်ကသူအာဏာတည်မြဲရေးအတွက်နိုင်ငံကရှိသမျှအရေးအမြစ်တွေကိုရုရှားကိုထိုးအပ်နေတာလည်းဖြစ်ပါတယ်။စစ်ကောင်းဆောင်ရဲ့ရုရှားခရီးစဉ်ဟာစစ်ကောင်စီဘက်ကဝါရားဖြန့်လို့ကောင်းတဲ့ခရီးစဉ်တစ်ခုဖြစ်တဲ့အတွက် ပူတင်နဲ့တွေ့ဆုံဆွေးနွေးမှုတွေကိုစစ်သားဟောင်းတယောက်အနေနဲ့စိတ်ဝင်တစားစောင့်ကြည့်ခဲ့မိပါတယ်။မလ၄ရက်နေ့ကခရမလင်နန်းတော်မှာပူတင်နဲ့တွေ့ဆုံစဉ်စစ်ကောင်ဆောင်ပြောခဲ့တဲ့စကားတွေအပြုမှုတွေထဲမှာသတိထားမိခဲ့တာကလိုရာထပ်ပူပြီးယိုဂျိုဖားလျရခဲ့တာကိုတွေ့ရပါတယ်။စစ်ကောင်ဆောင်ကရုရှားကိုမြန်မာကတန်တမန်ဆက်ဆံရေးနှစ်ပတ်လည်အထိအမှန်စင်၆ကောင်လက်ထိုးပေးကမ်းခဲ့တဲ့ကိစ္စနဲ့စပြီးပြောပါတယ်။ မြန်မာနိုင်ငံကဆင်များကအပူပိုင်းဒေသဆင်များဖြစ်သည့်အတွက်ရုရှားကအေးတီယာတီဥရုအတွင်အဆင်မပြေမှစိတ်ပူသည့်အကြောင်းသူ့ဘက်ကပြောခဲ့ကြောင်းသူထို့သို့ပြောသည့်အခါဘာမှစိတ်ပူစရာမလိုကြောင်းရုရှားတွင်အာလုံးလုံးနိုင်ပါသည်ဟုပြန်ပြောကြောင်းပြောပါတယ်စစ်ကောင်းဆောင်အနေနဲ့ရုရှားနိုင်ငံနဲ့ပူတင်ဟာဘာမဆိုလုံးနိုင်နေဆိုပြီးမြောက်ပင့်တဲ့သဘောနဲ့တွေးဆောင်စကားပြောမှုကို အစပြုသွားတာကိုတွေ့ရပါတယ်အဲဒီနောက်မော်စကိုကိုဖိတ်ကြားခြင်းအတွက် အထူးကျေးဇူးတင်ရှိကြောင်းစစ်ကောင်းဆောင်ကပြုံးရွှင်ပြုံးမျိုးစွာနဲ့ပြောဆိုခဲ့ပါတယ်။အဲ့ဒီအပြုံးမျိုးဟာပြည်တွင်းမှာစစ်ကောင်းဆောင်ရဲ့လှုပ်ရှားမှုတွေကိုဖော်ပြလေးရှိတဲ့စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာတောင်တွေ့ရခဲ့တဲ့အပြုံးမျိုးဖြစ်ပါတယ်။၂024ခုနှစ်နိုဝင်ဘာလတုန်းကတရုတ်နိုင်ငံမှာမဲကောင်ထိပ်သီးဆွေးနွေးပွဲတက်ခွင့်ရတဲ့ခရီးစဉ်တုန်းကတွေ့ရတဲ့အပြုံးတွေကိုပြန်တွေ့ရတယ်လို့လည်းပြောနိုင်ပါတယ်။စစ်ကောင်းဆောင်အနေနဲ့ပြည်တွင်းခရီးစဉ်တွေအခမ်းအနားတွေနဲ့မင်းကုန်ပြောတဲ့အခါမှာ ဟာဆောင်တဲ့အပြုံးကိုသာတွေ့ရပါတယ်။စစ်ရှုံးမှုတွေအတွက်ရင်းထဲကကြောက်ရွံ့မှုတွေကိုဖုံးကွယ်ထားပြီးပြုံးနေခဲ့ရပါတယ်။ဒါကြောင့်အပြုံးကအသက်မဝင်ခဲ့ပဲမျက်နှာက ပြုံးနေရပဲမဲ့ညလုံးကတော့မိုင်းနေတတာကိုသတိထားမိခဲ့ပါတယ်။အခုတစ်ချိန်ပူတင်နဲ့တွေ့ခွင့်ရတဲ့အချိန်မှာတော့စစ်ကောင်းဆောင်ရဲ့မျက်လုံးတွေဟာတောက်ပနေတာကိုတွေ့ရပါတယ်။ဘေးအရာနဲ့သွားတူတယ်ဆိုရင်ဖခင်နဲ့အချင်းအကြကြီးခွဲနေရတဲ့ကလေးငယ်တယောက်ဟာ ဟာဂင်နဲ့ပြန်ဆောင်ရတယ်လို့အာကိုရာယုံကြည်ရာကို ပြန်ရှာတွေ့တဲ့ပုံစံကို တွေ့ရပါတယ်။စစ်ကောင်းဆောင်ကပူတင်ကို2022ခုနှစ်က Eastern Economic Forum အစည်းအဝေးတွေ့ဆုံပြီးနောက်ပိုင်းခရမလင်နန်းတော်မှာဒုတိယအကြိမ်ပြန်လည်တွေ့ဆုံခြင်းဖြစ်တဲ့အတွက်သူ့အနေနဲ့ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောတာကိုလည်းတွေ့ရပါတယ်။စစ်ကောင်းဆောင်အနေနဲ့မတွေ့ရတဲ့နှစ်နှစ်တာကာလအတွင်းပူတင်နဲ့ပြန်တွေ့ဖို့စုံမဲ့ရက်ကို အကြကြီးဆောင်ဆိုင်ခဲ့ရကြောင်းပြောချင်မှုံရပါတယ်။ အဲ့ဒီလိုအာကိုရအာနာရှင်စီနီယာကြီးကို တွေ့ခွင့်ရရန်ရုရှားကစီးပွားရေးဝန်ကြီးရဲ့ခရီးစဉ်အတွင်းရုရှားလူကျင်သမျှသဘောတူစာချုပ်တွေကိုလက်မှတ်ရေးထိုးခဲ့ခြင်းလည်းဖြစ်နိုင်ပါတယ်။အဲ့ဒီနောက်ရုရှားဝန်ကြီးခရီးစဉ်အပြီးမှာပဲစစ်ကောင်းဆောင်ရုရှားကိုသွားမဲ့ခရီးစဉ်ထွက်ပေါ်လာခဲ့တာကြောင့်လည်းအခုလိုယူဆမိခြင်းဖြစ်ပါတယ်။စစ်ကောင်းဆောင်ကအခုခရီးစဉ်ဟာရုရှားနိုင်ငံကိုလာခွင့်ရတဲ့ဆက်တဲ့ချိန်မြောက်ခရီးစဉ်ဖြစ်ကြောင်းရုရှားနိုင်ငံဟာသူ့အတွက်အင်မတန်ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံညီကိုနိုင်ငံအဖြစ်ပြောရင်ရကြောင်းသူ့အနေနဲ့ရုရှားနိုင်ငံကို လာရသည်ကိုဧည့်သည်လို့မခံစားရကြောင်းပြောဆိုခဲ့ပါတယ်သူ့အနေနဲ့ရုရှားနှင့်အရန်ရင်းနှီးပါကြောင်းအရန်ကို ပြတ်တချင်နေပုံရပါတယ်ဆိုဗီယက်ခေတ်ကနေအခုရုရှားဖက်ဒရေးရှင်းနိုင်ငံအထိချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးနေစိတ်တူကိုတူလှုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်းပြောခဲ့တာကိုလည်းတွေ့ရပါတယ်ပူတင်ကိုစီနီယာတင်ပြီးမင်းအောင်လိုင်းကဂျူနီယာပါလို့ဖော်ကျူးနေခြင်းလို့မြင်မိပါတယ် ဲ့ဒီနောက်စကောင်းဆောင်ဟာမီဒီယာတွေမှာလူပြောများစေခဲ့တဲ့ကြွမင်းအကြောင်းကိုပြောခဲ့ပါတယ်။အခါအခွင့်ကြုံသည့်အချိန်မှာထူးခြားတဲ့တမိုင်းကြောင်းလေးတစ်ခုကို ပြောလို့ကြောင်းအစာချီကကြွမင်းဇလန်းကိုဇက်ဆောင်ခင်မာတော့တယ်။1938ခုနှစ်ကထုတ်ဝေခဲ့တဲ့စာအုပ်ဖြစ်ကြောင်းစာမျက်နှာကိုကြိုထိုးမှတ်သားထားပြီးရုရှားလိုဘာသာပြန်တာကြောင်းပြောသည့်အချိန်ပူတင်ကရှာမတွေ့သဖြင့်တွဲဖက်အတွင်ရင်မူဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုထပြီးပြခိုင်းခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးရဲဝန်ဦးထလာခြင်းမှာရုရှားဘက်ကဘာသာပြန်ပေးသူကပူတင်ကိုကူရှာပေးလို့တွေ့သွားခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးရဲဝန်ဦးလည်းပြန်ထိုင်သွားခဲ့ပါတယ်။အဲဒီလိုရဲကြောင့်စစ်ကောင်းဆောင်အနေနဲ့သူ့အထက်အကြီးအကဲတယောက်လိုပူတင်ကိုဆက်ဆံခဲ့တာသိသာရှိခဲ့ပါတယ်။သူတပည့်ဗိုလ်ချုပ်ကြီးကိုတော့စာပြေလှန်ပေးဖို့ခိုင်းခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးတွေပေါ်တဲ့စစ်တပ်အတွက်တချို့တယောက်အနေနဲ့လက်အောက်ကဗိုလ်ချုပ်ကြီးကို နိုင်ငံတကာအခမ်းအနားမှာအလေးထားဆက်ဆံစေရမလိုသလိုလှုပ်ပြသွားတာကိုလည်းတွေ့ရပါတယ်။ကြွမင်းဇလန်းကိုရှင်းပြတဲ့အခါမှာပူတင်ကိုကျွမ်းလို့ရည်ရွယ်ပြီးပြောရတာကိုလည်းအံ့ဩမိပါတယ်။ကျွတ်ဆိုတာကစစ်တပ်အတွင်းမှာခိုးဝက်ဖြတ်တောက်စားတောက်သူတွေကိုရည်ညွှန်းပြောဆိုတတ်တဲ့စကားလေးဖြစ်လို့နားထောင်ရင်းနဲ့ပြုံမိပါတယ်။ဂျာရိတ်တော်အရာပူတင်ကိုရည်ညွှန်းပြီးရုရှားလူမျိုးတွေရဲ့ဧကရမင်းဖြစ်လာလိမ့်မယ်။ပပမင်းလက်ထက်တိုးဆောင်လူမျိုး၁၂မျိုးမှာ ရုရှားလူမျိုးရဲ့အင်ဂရမင်ဖြစ်လာလိမ့်မယ်လို့ပြောခဲ့ပါတယ်။လက်နက်အရာမှာတစ်ဖက်ကန့်ခတ်တက်ပြီးပတုမရှိတဲ့လက်နက်ဝိဇ္ဇာအင်ဂရိဖြစ်ပြီးမြမဘီရင်မြင့်မြတ်တို့နဲ့ချစ်ကြည်ရင်းနေသည့်မဟာမိတ်တွေဖြစ်လာလိမ့်မယ်လို့ရှင်းပြပြန်ပါတယ်။ပူတင်ကိုနိုင်ငံခေါင်းဆောင်ဘီရင်ဆိုပြီးတင်စားပြောဆိုသလိုသူ့ကိုယ်သူလည်းမြမဘီရင်ဆိုတဲ့သဘောကိုပြောခြင်းဖြစ်ပါတယ်။ညံနေတဲ့စစ်ကောင်းဆောင်ဟာနေရာတကာမှာသူယုံကြည်တဲ့ဘာသာနဲ့လိုက်တိုင်းပြီး ခန္ဓာကြောင်အစီအချင်းမဲ့တက်တေပြပြီးဖားကျင်တဲ့စိတ်ကိုတွေ့ရပါတယ်။အဲ့ဒီနောက်စစ်ကောင်းဆောင်ကဆိုဗီယက်နဲ့ရုရှားကိုရောထွေးပြီးတမိုင်းနဲ့ချီကချီကျူးပြောဆိုအမွန်တင်မာတော့တယ်။ဒါပေမဲ့ဆိုဗီယက်ရဲ့ပြုတ်ကွဲမှုကိုတော့ရှောင်ကွင်းပြောဆိုသွားခဲ့ပါတယ်။နိုင်ငံတိုင်းဟာကိုယ်နိုင်ငံကိုယ်နိုင်ငံသားများရဲ့အချုပ်အခြာအာဏာနဲ့ကိုယ်နိုင်ငံအကျိုးစီးပွားလုံခြုံရေးအပေါ်ထိပါလာရင်ကာကွယ်ဖို့အပြည့်အဝရှိကြောင်းရုရှားနိုင်ငံရဲ့နိုင်ငံတော်တည်ငြိမ်မှုပြပြအောင်လုပ်သူတွေအပေါ် ုံ့ပြန်တဲ့အထူးစစ်စင်ရေးတွေကိုအပြည့်အဝနားလည်ကြအောင်ပူတင်ရဲ့ခိုင်မာပြတ်သားသည့်ခေါင်းဆောင်မှုအောက်တွင် မုတ်ချအောင်မြင်မယ်လို့ပြောလိုကြောင်းမြမစကပုံရှိပါတယ်တရားတော်စစ်အောင်ရမယ်ကျွန်တော်တို့နိုင်ငံလည်းဒီတိုင်းပါပဲလို့စစ်ကောင်းဆောင်ကပြောဆိုခဲ့ပါတယ်အမှန်ကတရားတော်စစ်အောင်ရမယ်ဆိုတာဟာစကပုံမဟုတ်ဘဲဆွေရစကားလာဖြစ်ပါတယ်စကားပုံလားဆိုရိုးစကားလားဆိုတာခွဲမသိပဲအတင်းအမုန်းတင်နေတာကိုတွေ့ရပါတယ် တာနှင့်စသည့်စကားပုံ22ခုမှလည်းစစ်ကောင်းဆောင်ပြောတဲ့စကားပုံကို ရှာမတွေ့ခဲ့ပါဘူးစစ်ကောင်းဆောင်ဆက်ပြီးပြောတာကတော့မြန်မာမှာနေချေရန်ကစပြီးပြည်ရင်းပြည်ပအဖက်သမားရန်ကိုလည်းအများကြီးတွန်းလှန်တိုက်ခိုက်ခဲ့ရကြောင်းတိုင်းပြည်ကောင်းဖြစ်အောင်တိုင်းသူပြည်သားတွေကြီးပွားတိုးတက်အောင်လှုပ်ဆောင်နေရတာတရားတဲ့နိလန့်ဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်ပြည်သူတွေကိုဒုက္ခပင်လယ်ဝင်အောင်လှုပ်ထားတဲ့စစ်ကောင်းဆောင်ကသူ့ကိုယ်သူပန်းမှုတွေလှုပ်သွားခြင်းလို့မြင်မိပါတယ် ည်တွင်းမှာအခက်အခဲတွေအများကြီးကြုံခဲ့ရကြောင်းလည်းဝန်ခံခဲ့ပါဗျ။အဲ့ဒီနောက်နိုင်ငံတကာမျက်နှာစာမှာရုရှားနိုင်ငံရဲ့အားပေးကူညီမှု ထောက်ခံမှုတွေနဲ့နိုင်ငံတကာမှာရင်ဆိုင်နိုင်ခြင်းဖြစ်ကြောင်းတရားတော်စီအောင်ရမယ်လို့ထပ်မံပြောဆိုခဲ့ပါဗျ။တွေးဆမှုကိုအကျဉ်းချုပ်မိကြည့်ပါကစစ်ကောင်းဆောင်ကရုရှားသမ္မတပူတင်ကို အမုန်းတင်မြောက်ပင့်ဖာရခဲ့ပြီးသူကြုံနေရတဲ့အခက်အခဲတွေကိုရုရှားကပါဝိုင်းပြီးဖြည့်ရှင်းပေးပါလို့တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ ီနီယာပါရင်တည်ရွာလိုက်ရဲတယ်ဆိုတော့စစ်တပ်အတွင်းကဆွေရွေးစကားကိုသတိရမိပါတယ်ထို့စကားအတိုင်းပူတင်ကသာခေါ်မယ်ဆိုရင်တည်ရွာထိလိုက်မဲ့ဂျူနီယာအာနာရှင်အပူလေးကိုရုရှားခီးစင်မှာတွေ့လိုက်ရတာပဲ ဖြစ်ပါတယ်ရှင်